Siêu chiến sĩ ạ Mà tay á, tay xe tha em mấy hôm nay mẹ ê lô, mà chê nè lô Siêu chiến sĩ ạ, nó không chi đẹp tụi sửa rồi chồng nhạc mà, nó là đó là cơ mà Học sẵn nhạc bà cháu hoàng chứ Chồng chí mì xíu, lòng hoa lại làm mà khẳng Thế nhưng làm mà xíu, lấy làm mà bảo chứ Nhiều gì lấy mà xíu, lấy 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 mà khẳng Lấy mà khẳng này mà, yông chí lấy mà xíu bỏ Yông chí mì xíu, lấy lấy mà khẳng Lòng hoa lấy mà khẳng, yông chí lấy mà xíu လည်းမဖန်နိုင်ပါယုံကြည်လည်းမရှိပါလုံးဝယုံကြည်မရှိပါလက်လဲလက်မခံယုံကြည်မှုလည်းမရှိပါဦးသားရဲ့လက်လဲလက်မခံနိုင်ပါဘူးရောက်တဲ့အရေးရောက်တဲ့အတိုင်းမြရတယ်ကတော့ကန့်သွားတာလေသူတို့ဆက်ပြီးတော့ဒီနိုင်ငံကိုဆက်ပြီးတင်းနေအာနာတင်းနေအာနာထင်းနေမျိုးမျိုးကလင်ကြစ်တွေလုံနေတဲ့ဟောဟောအန်ဒီတို့က သူတို့လက်မခံခဲ့တာသူတို့ရဲ့အုပ်ချုပ်မှုကိုမလိုလားလို့ပေါ့နော်သူတို့စိတ်မှုတတ်မဲ့ဆိုတော့ပါထက်လာတာအရှင်အာသိင်းငယ်ကလာတော့ပေါ့နော်ကောင်းလေးကလူလူပေါ့နော်ဒီကောက်ကနေပတ်သက်ပြီးတော့ရေမဟုတ်ဘူးလားလုပ်ခဲ့ကြရပဲအဲ့တော့သူတို့လက်ထက်မှာကြီးတဲ့ရေပောက်ဝဲဆိုတာလဲတော့ထင်ပါတယ်ကြထင်အောင်ကိုကျင်းနေပါတယ်သူရောက်ရေပောက်ဝဲတခုပဲဖြစ်မှာပေါ့လူရုပ်မှာခတ်ပြီးလေပဲလုံဆက်လုပ်မယ်ဆိုတော့လုံးဝတော့ကမပေးမစီမပေးလည်းမရအောင်ပေးရတော့ဒနာတိုက်တော့လူကတော့ဒနာတိုက်တယ်မင်းအောင်လန်ဆိုရင်တော့ဒီဇင်ဘာကြည့်နေရဒီသူတို့ကို မြင်မှန်သိစက်တပ်ဖြတ်နေတဲ့သူရဲ့စကားကိုအရင်ကတော့လုံးဝမခံနိုင်ဘူးဒီလောက်နိုင်ငံအနှံ့ဟိုလူသက်ဓမြတိုက်အကုန်လုံးဟိုပတ်ပြီးဘုံကျဲနေတဲ့ကောင်မျိုးကလုတ်တဲ့ဒီရွေးကောက်ပွဲဆိုတော့လုံးဝထောက်ခံကြဘာကြောင်းမှမရှိဘူးเนาะဘာလို့မျိုးရခဲ့ကြည့်လို့တက်တက်မတက်တက်ဘိုးကြောင့်မကြီးတက်တက်မတက်တက်အရေးမကြီးဘူးအာဆီယံဆမ်မစ်ကသူ့တို့အရေးမကြီးတော့ဘာလို့ဆိုရေးကိုမကြီးတော့ခင်းချင်သူရောက်သွားပြီဘာလို့ဆိုသူကအပေါ်ရောက်သွားတာအာဆီယံစည်းဝေးရဲ့အတွက်သူခေါင်းတော်သူမထည့်တော့ဘူးသူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူးသူစဉ်းစားနေတာနောက်တစ်ဆင့် တကဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေတာအာဆီယံလောက်ကတော့ဘာမှမဖြစ်ဘူးဘာလို့လဲပေါ်လာမျိုးရအောင်ပဲတဘာဝဘေးနဲ့မီးပြီးတော့မှမြန်သောကင်းဝေးကြပါသေးလို့ဆူတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးရိုရှင် channel လေးကပြန်လည်ကြိုးလိုက်ပါတယ်ဗီဒီယိုရချင်မလို့သွားပေးခင်မှာတော့ယနေ့အော်တိုဘတ်လ24ရက်နေ့တောက်ကြနေရဲ့ညာပိုင်းထိအောင်ဆုံးရရှိတဲ့တင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်မျိုးရအောင်ပဲအဆုံးရှိဖို့ဒီနေ့တစ်ပတ်နောက်ဆက်လိုက်ပါတယ်နောက်ဆုံးဒီမို့အနေနဲ့ကတော့အချင်းလွမြောက်ကြီးနေမှာတော့တရားဝင်းဥနာပြုပညာရဲ့ပါဝင်ပညာရဲ့ဆုံးတက္ကသိုလ်တည်တည်က2026ပညာသင်နှစ်တက္ကသိုလ်ဝင်ဝင်များကို ဝင်ပါတော့၃မိနစ်ကစတင်ပြီးရှော့ထားနိုင်တယ်လို့2020ခုနှစ်နဲ့အဆိုပါနှစ်မတိုင်မီညများမှာတော့တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနိုင်ငံတကာအသိအမှတ်ပြုအောင်လက်မရထားတဲ့ GD နဲ့ IG CRC ရရှိထားသူများအချင်းပညာရေးဌာနမှတက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများခြေကံပညာများတက်မြောက်ပြီးစစ်ဆေးအကဲ့ဖြတ်ခြင်းကိုဘာသာရေးများမှာအနေအဆုံး secret ရရှိထားတဲ့ခြေကံပြီးမြောက်ကြောင်းအသိပြုလက်မရရှိထားသူများအနေနဲ့ချင်းပြည်နယ်ပညာရေးဆောင်တက္ကသိုလ်မှာရှိတဲ့တက္ကသိုလ်သူများဝင်ခွင့်တက်မှတ်ခြင်းများနဲ့ကန့်ညွတ်သူများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်းလည်းသိရှိပါပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့တရုတ်ဆောင်ယုံကလေးကနေပြီးဥဆောင်ပြီးတော့မင်းအောင်လည်းပြည်သူသမားလူပညာရှင်တွေကိုခေါ်ယူပြီးတော့ပြုလုပ်တဲ့ပွဲစဉ်အားလုံးကိုဥဆောင်သူဖြစ်ပြီးတော့လက်ရှိအချိန်မှာကတော့မြေကောက်ဖွင့်နဲ့ပတ်သက်ပြီးအောင်မြင်ရေးဗီဒီယိုဇလန်တူကလေးရိုက်ကူးနေဖြစ်ပါတယ်။အိမ်မှာတော့ယုံလေးပြီးသူစောတီများပြားလဲပေါဝင်ပြီးတော့အားဖြည့်ထားတယ်တွေ့ရှိရပါတယ်။ကဲလက်ရှိမှာကတော့ယုံလေးတကောင်အနေနဲ့ကတော့ဒီမှာမကြောက်ပဲဘာယုကူပေါ့ကိုရှောက်နေတဲ့အနေထားကူတွေ့နေရပြီးတော့လုံးဝကမှမကူမဆိုင်တဲ့အနေထားကိုတွေ့နေရဖြစ်တဲ့ online တက်နေတယ်လေ။ကောင်းပညာပေးခြင်းပြန်ပြီးဆိုပြီးတော့ ထပ်မံပြီးတော့အပြီးပေးရမယ့်အနေထားကလည်းဖြစ်လာပြီဖြစ်ပါတယ်ဒီစစ်မှုထမ်းတော်ဝင်ရခြင်းရည်ရွယ်ချက်ကတော့ကျွန်တော်ကအဖေရတဲ့စစ်သားဖြစ်တဲ့အတွက်ကျွန်တော်ကနိုင်ငံတော်ကိုလည်းကာကွယ်ရှင်တဲ့အတွက်ကျွန်တော်ဖေကိုလည်းအားကြရတဲ့အတွက်ကျွန်တော်ကစစ်မှုထမ်းတော်ကိုဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အမေတွေကလည်းကျွန်တော်ကိုအားပေးရတဲ့ကျွန်တော်ဒီတဲ့ကိုဝင်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်တပိုင်းဆိုင်ရာရဲ့စီကံပိုင်းဆိုင်ရာရဲ့ခနာကိုပိုင်းဆိုင်ရာရဲ့ကိုပြောင်းလဲခြင်းတဲ့အတွက်ဖြစ်ပါတယ်ဒီစစ်မှုထမ်းတော်ဝင်ရအောင်တွေ့တဲ့အတိုင်းပဲဒီကောင်မြင်တော့ဒီဟာမထမ်းတော့ရှေ့တဲ့မှာတွေ့လို့ငိုတာတွေ့လို့တော့ဒီကောင်ကိုကျွေးသားမှာဗျာ ိုးချုပ်မှုကြီးကမတက်ရောက်မတက်ရောက်ဖြစ်မတက်ရောက်ဖြစ်တက်ရောက်ဖြစ်မှာမတင်ဘူးလို့သူကပြောတာတကယ်ရတဲ့ tick company ကဘောကမင်းအောင်တဲ့ကောင်တက်ပြီးတော့ကျွန်တော်တို့ trend ကိုလက်စွပ်လုပ်ဆက်မယ်ဆိုပြီးပြောထားတဲ့ကောင်အခုတော့စကားရောင် tick company ဆိုတော့ခန့်စကားလုံးလေးပြောမယ်အခုပြည်ပြည့်အုပ်စုတွေနဲ့တခြားလူတွေရင်းနေကြတာဗာလဲဆိုတော့ဘိုးချုပ်မှုကြီးကတက်ခွင့်မရတော့အမ်ဘိုးချုပ်မှုကြီးမတက်ဖြစ်မတက်ဖြစ်တော့ဘူးဘိုးချုပ်မှုကြီးတက်ခွင့်မရဆိုတော့ပုံစံမျိုးရေးကြတာတွေ့ရတယ်ဆိုတော့တက်ခွင့်မရဘူးဆိုတာနဲ့တက်ရောက်မှာမဟုတ်ဘူးလို့ပြောတာနဲ့စကားလုံးနှလုံးရဲ့အတိတ်ပဲမြန်မာစာတက်ရင် စာတိုက်အင်္ဂလိပ်စာပဲပြင်မှာဆိုတိုက်စာတိုက်ရင်နားလည်ပါတယ်အဲသူတို့ကမတက်ဘူးပေါ့သူတို့ကမတက်တာပေါ့ဟောမတက်ခိုင်းတာမဟုတ်ဘူးပေါ့အဲ့တော့ကျွန်တော်ကဒီနေရာမှာသကောင်းနှလုံးမရှင်းပြမယ် Anwar Ibrahim ပြောတာကရှင်းရှင်းလေး He will not be attended We are not invited him ရှင်းရှင်းလေး We are not invited him လို့မဟုတ် him we are invite not invited him he will not be attended ဆိုတော့ရှင်းရှင်းလေးအဖြစ်ကငါတို့သူ့ကိုမဖိတ်ခဲ့ဘူးလို့ Anwar Ibrahim မပြောဘူး ူတက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတာသူတက်ဖြစ်မှာမဟုတ်ဘူးလို့ပြောတဲ့စကားလုံးအတိတ်ပဲကမြုပ်နေတာအများကြီးရှိတယ်အဖြစ်အရှင်းရှင်းလေးတက်ဖြစ်မှာမဟုတ်ဘူးဆိုရင်မဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်ဘူးမဖိတ်ခဲ့ဘူးလို့ပြောတာမဟုတ်တဲ့တက်ဖြစ်မှာမဟုတ်ဘူးဆိုတာဒီဖိတ်ခဲ့သည်ဆိုတဲ့အတိတ်ပဲတက်ရောက်တယ်ဘာကြောင့်လဲဆိုတော့နိုင်ကျွန်တော်ကျွန်တော်ရတဲ့ information ကျွန်တော်ပြပြပါမယ်ဒီ you got chi ban နေလို့လည်းမတက်ဘူးတော့ဟာဒီပွဲကိုဒီဒီညမှာယူနေပဲခုနဒီစကလုံးနှလုံးဖားတော့ခွဲပြီးသွားပြီဆိုရင်တချို့ကပြောလိမ့်မယ်အဲကောင်ကဘာကွာမေဟိုနေ့ကဘိုးဆုံးကြီးက trend နဲ့တွေ့မယ်လို့ပြောပြီးတော့ဘရီဘရာကြီးပြောအကြီးကြီးပြောတာ okay အခုတော့တည်တယ်ကိုကိုတော့တည်ရဒီကောင်ရတယ်ခရောက်တိတ်တော့ပြောတချို့ကိစ္စတွေကကျွန်တော်တို့ကကျွန်တော်တို့တည်ရတဲ့ information ကိုချိတ်ဆက်ပြီးတော့တချို့ကတခါလဲပြောတာဒါပေမဲ့နောက်ဆုံးနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာနိုင်ငံခေါင်းဆောင်တွေတွေ့ရတဲ့အစီအစဉ်တွေနိုင်ငံခေါင်းဆောင်တွေရဲ့ခီးစဉ်တွေဆိုတာနောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တွေမှာအမြဲတမ်းလိုအပ်တယ်လို့ကတ်လွဲရတဲ့ကိစ္စတွေရှိတယ်ချက်ချင်းထားဖြစ်တာလည်းဖြစ်လာတယ်ဒါကြောင့်ဒါတွေကအမြဲတမ်းစက္ကန့်နဲ့မလက်ပြောင်းလဲတယ်နိုင်နဲ့မလက်အချိန်နဲ့မလက်ပြောင်းလဲတတ်တယ်အခု तू က he will not be attend လို့ပြောပြီးတော့ဟာ he's ဟီဝဲပြ attempt ဆိုပြီးပြန်ပြောရင်ဘယ်မှာပြန်ပြောဘယ်နဲ့လုံးဆိုတော့အဲအကြောင်ကျွန်တော်ကတချို့ဟာတွေကိုခင်ဗျားတို့ရညော်လေးနေတာညော်လေးနေတာအားလုံးပြန်မပြောနဲ့ဘယ်ရောက်မှမဟုတ်ဘူးလို့ပြောတာအဲ့တော့ဘာကြောင့်ဒီနောက်ကွယ်မှာမြုပ်နေဇာတ်လမ်းတွေရှိလဲဆိုတော့ညာနှုံးမေးပြောနေတာမင်းပြောနေတာမင်းကဘာမှမပြောဘူးမင်းမင်းအောင်နေတကောင်တစ်ခွေးတကောင်ကနေပြီးတက်ပြီးတော့ကျွန်တော်ထောက်အောင်လက်ဆွဲနှုတ်ဆက်မယ်ဆိုပြီးတော့ကျွန်တော်တွေ့ရမယ်ဆိုပြီးတော့ငါတလောပေါတော့ဟင်းအောင်ချက်ပြပါဆိုမင်းမပြောနေတာခင်ဗျားမလားဘူးတက်တော့ပူတယ်လည်းမလားရှိချင်းမလဲမလားအဲ့ဒါဆိုရင် तू ဘာတော့တော်မလဲဆိုစဉ်းစားလိုက် ူဟိုမှာမော်ရီနဲ့လည်းတွေ့ပြီးတယ်ဗျာရှီချင်းပင်ရောထူထူတွေ့ပြီးသွားတယ်ဒါပေမဲ့ तू တွေ့ဖို့ကျန်တာထရမ့်ပဲကျန်တယ်ဆိုတော့ထရမ့်နဲ့တွေ့ဖို့ကိစ္စကပူတင်လည်းမလာဘူးရှီချင်းပင်လည်းမလာဘူးဆိုရင် तू တွားရင်တင့်မှာမလားဆိုတော့ဒီဒီဒီနိုင်ငံရေးအရာစဉ်းစားဖို့ရှိသေးတယ်တစ်ချက်နောက်တစ်ခုကအခုကာလမှာ तू အာဆီယံတက်ရင်စီဝတ်တက်ရင်သူ့ကိုဝိုင်းပြီးတော့ကြက်မြာတစ်ခုရှိတယ်ခရမတိလို့ကြက်မြာတစ်ခုရှိတယ်ဒေါအောင်ဆန်းစုကြည်ကိုအတင်းလျှော့ခိုင်းမယ်နော်ကပ်ပြီးပြောမယ်ပြီးရင်အခုကြားဖြန့်အခုလက်ရှိဖြစ်နေတဲ့ကြားဖြန့်ကိစ္စတွေကိုသူ့ကိုဝိုင်းထိုးတယ်ဝိုင်းကြိတ်မှာ ဒါလောက်ပြည်ထနာပေါင်းတောင်းချောက်တော်ဘူးသူဝိုင်းကြက်မဲ့ဟာကြီးနဲ့အစည်းအဝေးထဲမှာသွားငုတ်တော့ထိုင်ပြီးတော့နေမလားဒေါ်နယ်ထရန့်နဲ့တွေ့ရမှာမဟုတ်လို့သွားပြီးတိတ်ခံပြီးသွားနေမယ်ဆိုတော့နေလို့ရရမယ်ဒေါ်နယ်ထရန့်နဲ့တွေ့ဖို့မတိကြတော့တဲ့နောက်မှာသူသွားမလားသူ့နေရာမှာခင်ဗျားဆိုစဉ်းစားအဲ့တော့သူဒါကြောင့်ကျွန်တော်ထင်တယ်ပုံစံမူကြီးဟာမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်သူမတက်ဖြစ်ဘူးလို့အကြောင်းပြန်လိုက်ပုံရတယ်အဲ့ဒါကြောင့်မလို့ဦးဟောက်ဆုံခန်းလားပါလားဟောက်ခုဆုံခန်းတဲ့ကျွန်တော်တို့ဟိုနိုင်ကြွေးကျွန်တော်အများအားတွန်းကိုလှုပ်လိုက်ပြီဒီနေ့ဆိုရောက်သွားပြီဟိုမှာ तू ကနောက်ဆုံး minute last minute အထိ ဘိုးချုပ်မူကြီးက last minute ညှိညှိအောင်မှာပြောမရဘူးဒါကြောင့်မလို့ညှိလို့လောကမရဘူးဆိုရင်ညှိတယ်ဆိုတော့မလေးရှားနဲ့အာဆီယံဆမ်မစ်ကိုညှိတာမဟုတ်ဘူးဟိုကတက်ဖို့တက်ဖို့မဟုတ်တော့ဘူးအာဆီယံဆမ်မစ်ကအော်တိုသူ့ကိုဖိတ်ထားပြီးသားဖြစ်သွားပြီးတော့သူအဲ့ဒီကောင်းတော့မထက်တော့ဘူး Trump နဲ့သူတွေ့ဖို့ညှိလို့ရမယ့်သူညှိအောင်မှာနောက်ဆုံး minute ညှိရင်ညှိနေအောင်မှာပြောမရဘူးဒါကျွန်တော်တို့မသိနိုင်တဲ့နောက်ွယ်မြုပ်နေဇလန်အဲ့ကြောင့်မလို့ကျွန်တော်တို့ကတချို့ကိစ္စကြိုက်ပြောတာတကယ်မြုပ်နေဇလန် Trump နဲ့တွေ့ဖို့ကိစ္စကိုအသေးအံလုံးပန်းနေတာအာဆီယံဆမ်မစ်တက်ဖို့လုံးပန်းတာမဟုတ်ဘူးပွင့်တယ်ပြောဘယ်မှာတက်မှာတွေ့မှာလဲမြောက်အီမှာတွေ့မှာမဟုတ်ဘူးအမေရိကတွေ့မှာမဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာတွေ့ရဆိုတာဖြစ်ဖို့ လိုလို့ဒီ result ကိုလိုချင်လို့ဒီနေရာမှာတွေ့ရဖြစ်ချင်လို့ဒီနေရာမှာညှိနေတာဒါအဖြစ်ရတာအဲ့တော့တနေရာမှာပွဲတစ်ခုမှာမဖြစ်မနေဆုံးလို့တိတာတွေ့လိုက်တယ်ဆိုတဲ့ပုံစံဖြစ်အောင်ဖန်တီးနေတယ်ဟာတွေရှိတယ်ဒါတွေကမြုပ်နေဇာတ်လမ်းတွေအဲ့တော့ကျွန်တော်အခုပြောတာကိုဟုတ်လားမဟုတ်လားဆိုတာကိုသက်ဆိုင်ရာဒီကိစ္စကိုကင်တွယ်နေတဲ့ case ကင်တွယ်တဲ့ပုံစံတွေကကျွန်တော်ကိုပြုံးစီစီပဲကြည့်နေနေမယ်ကျန်တဲ့အပြင်ကလူတွေကတော့ဝေဖန်ခြင်းလိုဝေဖန်နေပဲပြုံးစီကြည့်နေရ case ကြိုင်နေကောင်းလို့ဘို့မျိုးတိုင်းကတော့ပြုံးစီစီကြည့်နေရမင်းဆော့ဘောဆိုပြီး ရှင်းရှင်းလေးကြိုက်တယ်လို့ပဲကျွန်တော်ခရီးမစားဘူးဒါပေမဲ့ကျွန်တော်ရှင်းရှင်းလေးပြောတာကနောက်ကမြို့နယ်ဇာတ်လမ်းကြီးကတော့တချို့လူတွေစဉ်းစားတတ်အောင်လို့ပြပြနေတာပါ။မင်းရတဲ့ခရီးမစက်သူမင်းတို့ဘယ်သူမှခရီးမစက်တော့မင်းကိုကြည်ပြုံးနေတာ။ဒါအချမ်းပြပြနေတာ။တက်တက်မတက်တဲ့ဘုံကြီးတက်တက်မတက်တဲ့ရေးမကြည့်ဘူးအာဆီယံဆမစ်ကသူ့တို့ရေးမကြည့်တော့ဘူး။ဘာလို့လဲဆိုတော့ရေးကိုမကြည့်တော့တဲ့အခင်းကျင်းကိုရောက်သွားပြီ။ဘာလို့ဆိုတော့သူအပေါ်ရောက်သွားတာ။အာဆီယံစည်းဝေးရဲ့အတွက်သူခေါင်းတော်သူမထည့်တော့ဘူး။သူစဉ်းစားနေတာအဲ့ဒါမဟုတ်ဘူး။သူစဉ်းစားနေတာနောက်တစ်ဆင့်ကမ္ဘာလုံးနဲ့သူချိတ်ဆက်ဖို့ကိစ္စကိုသူစဉ်းစားနေတာအာဆီယံလောက်ကတော့သူခေါင်းနှုတ်ချက်တော့ဘာလို့အာဆီယံဒီမှာသူ့ကိုပြန်လာသူခေါင်းနှုတ်လောက်မထည့်ဘူး ဆိုတော့တချို့ကဒါအာဆီယံတော့တက်ခွင့်မရဘူးခုတချို့ဆိုဘယ်နိုင်ငံမှသွားခွင့်မရတော့လို့ဘဲမှမရောက်အမှတ်တရတွေလုပ်နေရတယ်တချို့အုပ်စုကဒါခုမှပူလောင်နေပေါ်လို့ရိုက်နေကြတာဆိုတော့သူက AC ပဲအဲ့ဒါကိုသူတို့မသိကြတာအဲ့တော့ရှင်းပြရရင်တော့ဒါတွေအဖြေရှိပါတယ်တချို့အဖြေတွေကတချို့အဖြေတွေကကျွန်တော်တို့တွက်ထားပြီးသားတွေအဲ့တော့စောင့်ကြည့်တော့ဘဲတကွေ့ကွေ့မှာတော့ဘူဂျုံကြီးနဲ့ trap နဲ့တကွေ့ကွေ့တနေရာမှာတခုခုမှာတော့တိုက်ဆိုင်သွားနေတွေးကောင်းတွေးကြလိမ့်မယ်ဘယ်နေရာမှာစုံမလဲဆိုတဲ့ဟာမေကွန်မလေးရှားကသူ့စီမှာစုံစည်းခြင်းပုံရတယ်ဒါပေမဲ့ ညစ်လို့မပြီးဘူးထင်ပါတယ်ဒါကြောင့်မလို့ဖြစ်ဖို့ရတယ်ဒါမျောလင်းဒါတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့အပိတ်လေးရတခုပဲပြောပါမယ်အပိတ်ကတော့ဥပပြောပါမယ်တချို့တော့ကိစ္စတွေဟာနော်အစိုးရမှန်ဖို့ကျွန်တော်တို့မှားပေးရတာရှိတယ်အစိုးရမှန်ဖို့လည်းကျွန်တော်တို့မှားပေးရတာရှိတယ်အဲ့တော့တခါတရံကြရင်ကျွန်တော်တို့မှားပေးမှတချို့ကိစ္စလေးဖြစ်လာတာလည်းရှိတယ်ဒါကြောင့်မလို့တချို့ကိစ္စလေးတွေဟာမှားပေးရလဲကောင်းတယ်မှားပြရလေကောင်းတယ်မှားဖို့လေလိုရရင်မှားပြရတာရှိတယ်ဒါလေးတွေတော့မင်းသူမှားတော့သူဝန်မခံဘူးပေါ့ကြည့်ပါဦးပြည့်လက်ရှိမှာကျွန်မမိတကောင်ကတော့တော်တော်လေးကိုမှာ ဇက်ကနေပြီးချင်းရိုက်ပြီးပြောင်းပြီးပြီးရဒီလိုကောင်တွေရှိနေရလဲတစ်ဖက်မှာလည်းပျော်ရွှင်စရာတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒီလိုကောင်တွေကြည့်ပြီးတော့ညိတ်တော်တော့ကြည့်စရာမလိုတော့အနေထားကူဖြစ်ပြီးတော့တိုက်ပွဲတွေကတစ်ဖက်မှာနိုင်ဒီလိုကောင်တွေရဲ့တစ်ဖက်မှာလိုပေါက်ကြီးရဲ့ပြောတော့ထိုင်ကြည့်နေမယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘာပြီးတော့ဘောစစ်ပွဲတကောင်မင်းအောင်နဲ့အုပ်ချုပ်နေသေးစိတ်ဆင်းရဲတာတွေကနည်းနည်းရော့သွားမျိုးထင်ပါရတယ်။ဒါပေမဲ့ဒီလိုကောင်တွေကိုတော့တော်လိုင်းပြီးကာလာမှာတော့ဆက်ရှိဖို့မသင်တဲ့ကောင်တွေဆိုတော့တော့သိထားဖို့လိုပါတယ်။၃နိုင်ဝန်းကျင်လောက်မှာကျဲတယ်လို့ဒေတာကန်တွေကဆိုကြပါတယ်။မိုးကုတ်မြို့အရှေ့ပိုင်း ရှော့လီဝိုင်းအုပ်စုကန်တော်ရက်ွက်ရှမ်းရှောင်းနဲ့ဖျားငားစုအနီးမှာကျဲသွားတာပါအဲ့ဒီနာကဖူဆယ်ဘောလုံးကွင်းကိုလေရင်ဘောကနေပြီးတော့ဘုံနှလုံးကျဲချလိုက်တဲ့အတွက်ခလေးငယ်၄ယောက်ဟာရုပ်ပြက်ဆင်းပြက်တိတ်ဆုံးခဲ့ကြပါတယ်ရုပ်ပြက်ဆင်းပြက်တေးရတယ်ဆိုတာကခလေးတယောက်ကခေါင်းပြက်ပြီးကျန်တဲ့ခလေးသုံးယောက်ကခေါင်းနဲ့ဖိုက်တယ်မှာဘုံစံထိမှန်တိတ်ဆုံးခဲ့တာမို့လို့ရုပ်ပြက်ဆင်းပြက်လို့ပြောတာပါတိတ်ဆုံးတဲ့ကလေးတွေကတော့အသက်6နှစ်သမီးမတ်စီစာ အသက်70နှစ်သမီးမခုရှိ အသက်70နှစ်သမီးမမွန်ဘူးအသက်73နှစ်သားမောင်ရဲအောင်တို့ဖြစ်ပါတယ်မိန်းကလေးငယ်၃ယောက်ကနေရာမှာပဲပွဲချင်းပြီးတည်ဆုံပြီးတော့မောင်ရဲရင်အောင်ကတော့ဒဏ်ရာအပြစ်ထံရပြီးတော့စေကုတရင်တည်ဆုံသွားတာပါအဲ့ဒီရက်ကခရခရက်ကွက်ဖြစ်ပြီးတော့ဟိန္ဒူဘာသာဝင်တွေဒေဝါလီပွဲလုပ်ဖို့ပြင်ဆင်နေကြတဲ့အချိန်မှာဘုံကျဲသွားတာပါဆေယောစုကဘုံကျဲလို့ခလေးတွေအများပြားတည်ဆုံတာတွေဟာ မတော်တဆဖြစ်နေတာမဟုတ်ပါဘူးရွေရက်ရှိရှိတမင်လုပ်နေတာပါရက်သားတွေရှိတဲ့နေရာတွေကိုတမင်လိုက်ပြီးတော့ဘုံကျဲနေတာပါခလေးဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်မွတ်စလင်ဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်အကုန်တွေ့မရှောင်ဘုံကျဲတက်ပြတ်နေတာပါပစည်းကြီးလက်ရက်ကုန်အိုးရိန်တွန်းတော့မှာခလေးတွေဘလောက်တောင်တိတ်ခဲ့ကြတာလဲခလေးတေဆုံးမှုတွေလူကြီးတေဆုံးမှုတွေအရက်သားကိုဘုံကျဲတာတွေကတိတ်များလွန်းလို့ ရုတ်တရက်လက်တန်းပြောမပြနိုင်လောက်အောင်တော့မှဖြစ်နေပါပြီ။ AAPP နိုင်ငံရေးအကျဉ်းသားကုညီဆောင်ဆောင်ရေးအဖွဲ့ရဲ့စည်းရင်းရဆိုလို့ရှိရင်တော့ကလင်းငယ်စုစုပေါင်းတိတ်ဆုံးမှုဟာအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာ945ရောက်ရှိနေပါပြီ။အဲ့ဒါသူတို့တေချာပေါက်တည်တဲ့စည်းရင်မှာသူတို့အဖွဲ့ကမှတ်တမ်းတင်ထားတာကသူတို့တေချာပေါက်အတီးပြုတ်နိုင်တာကိုပဲမှတ်တမ်းတင်တာပါ။သူတို့မသိလိုက်တာတွေအများကြီးရှိနေမှာသိတယ်။ဝဲလက်မြို့နယ်ရွာသားကြီးရွာမှာလဲအော်တိုဘားလ22ရက်နေ့မှာပဲစစ်တပ်ကဂျက်ဖိုက်တာ3စီး ဂျိုင်ရိုကော့ပတာလေးစီးနဲ့တနေကုန်ဖုံးကျဲခဲ့ပါတယ်။မနေ့9နာရီကနေပြီးတော့ညနေ9နာရီအထိတနေကုန်အကြိမ်ကြိမ်ဖုံးကျဲခဲ့ပါတယ်။စာတင်ကျောင်းပေါ်ဖုံးကျဲလို့လူမသေးပေမဲ့စာတင်ကျောင်းပျက်စီးခဲ့ပါတယ်။အရသား6ရောက်ဒဏ်ရခဲ့ပါတယ်။အော်တိုဘားလ22ရက်နေ့ဖားကန်လုံကင်းမှာတော့စစ်တပ်ကကြောက်ဝိုင်းကအရသားတွေကို လူစုစုဝေးဝေးမြင်တာနဲ့ဘာမှမမေးမမြန်းမနဲ့ကားနဲ့လိုက်ပြီးတော့ဒရချန်းပြစ်ခတ်ခဲ့ပါတယ် လမ်းပေါ်မှာလူတွေဖျို့ဖျဲပြေးလွှားကြပါတယ်တော်တော်ကိုရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်ကိုအထင်သာမြင်တွေ့ရတဲ့အမြင်ကွင်းမှာအောက်တိုဘာလ22ရက်နေ့မှာပဲမြဝတီမြို့နယ်လက်ပံရွာမှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အသက်2နှစ်အရွယ်ကလေးငယ်နဲ့ကလေးမိခင်တို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ပါတယ်အောက်တိုဘာလ22ရက်နေ့မှာပဲဖအံမြို့နယ်ဖားပေါ်လေးကျေးရွာမှာစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အသက်6နှစ်အရွယ်မိန်းကလေးနော်ချမိအသက်7နှစ်အရွယ်မိန်းကလေးနော်အေးမူ အသက်38နှစ်အရွယ်အမျိုးသားစောတူတို့ကိဆုံးခဲ့ကြပါတယ်။နောက်ထပ်လူ16နှစ်ယောက်လည်းဒဏ်ရခဲ့ကြပါတယ်။အော်တိုဝါလာ22နှစ်မနက်တနာရီမိနစ်30အချိန်မှာမိုင်းလုံမြို့နယ်ပန်ဆန်ကျေးရွာကိုစစ်တပ်ကဘုံကျဲရမှာတော့အသက်9နှစ်အရွယ်မောင်ဆွေဆိုင်နဲ့အသက်35နှစ်အရွယ်မထွေးဟန်တို့ဒဏ်ရပြီးတော့နေအိမ်လေးလုံးပျက်စီးခဲ့ပါတယ်။အော်တိုဝါလာ20နှစ်ကြီးက7နှစ်ခွဲအချိန်မှာမိုင်းငေါ်မြို့လေကောင် ဈေးပေါ်ကိုပုံကျဲချရမှာအရသား၂ယောက်တည်ဆုံးပြီးတော့နောက်ထပ်အရသား၂ယောက်တန်းရခဲ့ပါတယ် TNL တိမ့်ထားတဲ့မြို့မို့လို့ပုံကျဲတိုက်ခိုက်တာပါဒါပေမဲ့ TNL တက်ရဲ့ပြစ်မှတ်ကိုတိတိကျကျမသိတဲ့အတွက်အရသားပြစ်မှတ်ကိုပဲတမီရွယ်ပြော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အော်တိုဝါလာ19ရက်နေ့ကတောင်သာမြို့နယ်ရုံးပင်ရွာကိုဂျက်လီရင်နဲ့ဘုံကျဲတိုက်ခိုက်ရမှာရွာသား၂ယောက်တည်ဆုံးခဲ့ပါတယ်အဲ့ချက်ရွာမှာမနေ့စောစောစီစီ 6နိုင်တို့အချိန်လောက်မှာစစ်တပ်ကစစ်တပ်လီဒီ3စင်းနဲ့လာရောက်ပုံကျရမှာအရသား4ယောက်တိစုံပြီးတော့နောက်ထပ်2ယောက်ပြင်းပြထန်ထန်တန်းရခဲ့ပါတယ်တိစုံတဲ့သူတွေကဥကျော်နိုင်ဒေါခင်တန်းနုဥက္ကမောင်ဝင်းဒေါခင်တင့်တို့ဖြစ်ကြပြီးတော့ဒဏ်ရလိုက်လူ2ယောက်ကတော့အသက်30နှစ်သမီးမိန်းကလေးမကျူးကျူးကိုနဲ့အသက်45နှစ်အရွယ်ဒေါရွှေဝါထွန်းတို့ဖြစ်ကြပါတယ်အော်တိုဘားလာ16ရက်နေ့မှာဆလင်းကြီးမြို့နယ်တွေကိုစစ်တပ်ရဲ့စစ်ကြောင်းဝင်ရောက်လာပြီးတော့ရွာသား2ယောက်ကို ဓားနဲ့ထိုးပြီးတော့တက်ဖြတ်သွားပါတယ်ပိတ်ထားတဲ့အိမ်တွေကိုဖောက်ထွင်းပြီးတော့ကြတော့ရွှေငွေလက်ဝတ်ရတနာအဖိုးတန်ပစ္စည်းတွေကိုခိုးယူပါတယ်အော်တိုဘားလဆက်ရှင်တွေကနမ်ဆန်မြို့နယ်ကွမ်ဟဲရွာကိုစစ်တပ်ကပေါင်900ပုံကျဲရမှာခလင်းငယ်တယောက်နဲ့ဖုန်ကြီးတစ်ပါးအပါဝင်စုစုပေါင်း9ယောက်တိတ်ဆုံးခဲ့ပါတယ်အဲ့ဒီညမှာပဲမိုင်းငေါမြို့နယ်နတ်မန်ကျဲရွာမှာဖုန်ကြီးကြောင်းကိုပေါင်900ပုံကျဲတိုက်ခတ်ရမှာဖုန်ကြီးတစ်ပါးပြန်လွန်ခဲ့ပါတယ် အော်တိုဘားလ18ရက်နေ့မနေ့17နာရီဝင်းကျင်လောက်မှာအရတော်မြို့နယ်တစ်ကုန်းကြီးရွာကိုလေရင်နဲ့ဘုံကျဲတိုက်ခတ်ရမှာအသက်9နှစ်အရွယ်ကလေးတစ်ယောက်နဲ့တခြား3ယောက်စုစုပေါင်း4ယောက်သေဆုံးခဲ့ပါတယ်အော်တိုဘားလ18ရက်နေ့မှာပဲနပ်ဆန်မြို့နယ်ဟိုမင်းကြီးရွာကိုစစ်တပ်ကပေါင်900ဘုံနှလုံးကျဲပြီးတော့တိုက်ခတ်ရမှာတော့အသက်15နှစ်အရွယ်လွေးဆန္ဒဝင်းလွေးစပယ်ညွတ်နဲ့အသက်55နှစ်အရွယ်ဥက္ကွန်ွယ်တို့နေရာမှာပဲပွဲချင်းပြီးသိဆုံးခဲ့ကြပါတယ် အသက်20အရွယ်လွေးနီလာကျော်နဲ့အသက်40အရွယ်ဒေါ်အေးဆွေတို့ထံရခဲ့ကြပါတယ်။ပဲခူးတိုင်းနဲ့တလင်းမြို့နယ်ကကြေးရွာတွေကိုဘုံလိုက်ကျဲရမှာအော်တိုဘားလ16ရက်နေ့ကမကြီးပင်ရွာကိုဆက်တက်လေဒီနဲ့ဘုံကျဲတဲ့အတွက်ရွာသားတယောက်သေဆုံးခဲ့ပါတယ်။အော်တိုဘားလ18ရက်နေ့မှာတော့နတ်တလင်းမြို့နယ်မရင်းရွာကိုဘုံကျဲရမှာအမျိုးသားတယောက်သေဆုံးခဲ့ပြီးတော့ကြာညိုရွာကိုဘုံကျဲတိုက်ခတ်ရမှာအသက်70နှစ်အရွယ်မိန်းကလေးတယောက်နဲ့အသက်40အရွယ်မိခင်တို့နှစ်ယောက်စလုံး တည်ဆုံးခဲ့ကြပါတယ်။အော်တိုဘလ၁၆ရက်နေ့ကပဲခူးတိုင်းရွှေကျင်မြို့နယ်ကွန်းထလလေးရွာကိုစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာအသက်၁၈နှစ်အရွယ်မခင်စပယ်ဦးတည်ဆုံးပြီးတော့အသက်30အရွယ်မောင်စင်မင်းအောင်နဲ့အသက်59နှစ်အရွယ်ဒေါ်မွေးတို့ဒဏ်ရာခဲ့ကြပါတယ်။အော်တိုဘလ၁၅ရက်နေ့ကမြောင်မြို့နယ်ဇီယကုန်းကျေးရွာကိုစစ်တပ်ကလေကြောင်းအနေဘုံကျဲတိုက်ခိုက်တဲ့အတွက်အရသား၁၁ယောက်ဒဏ်ရာရခဲ့ပါတယ်။အရင်တစ်ချိန်ဘုံကျဲတုန်းက6တောက်ဖြတ်ထားရတဲ့ ကြောင်းသားတယောက်ဟာအခုချိန်မှာလည်းလက်နက်ဝမ်းပိုက်ကိုဘုံစံထိမှန်ပြီးတော့နောက်တစ်ချိန်ဒဏ်ရခဲ့ပြန်ပါတယ်။အော်တိုဘလာ၁၄ရက်နေ့ကမနက်9နာရီဝန်းကျင်မှာနမ်ဆန်မြို့နယ်အုံမဆွမ်းကျေးရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံလေးလုံးကျဲတိုက်ခိုက်ခဲ့ရမှာ။အသက်၁၆နှစ်အရွယ်လွေးတင်တင်တွေနေရာမှာပဲပေါ်ခြင်းပြီးအသက်ဆုံးရှုံးခဲ့ပြီးတော့အသက်၅နှစ်အရွယ်လွေးမေတင်တွေကပြင်းပြင်းထန်ထန်ဒဏ်ရာရလို့ဆေးရုံကိုခေါ်ဆောင်သွားစဉ်အခိုက်မှာအသက်ဆုံးရှုံးခဲ့ရပါတယ်။ အသက်3နှစ်အရွယ်လွိမေချစ်တဲ့အသက်9နှစ်အရွယ်မိုင်းနန်သူအသက်9နှစ်အရွယ်မိုင်းကောင်းချစ်ဖြိုးနဲ့အသက်35နှစ်အရွယ်ယာနိုင်နှင်းတို့လည်းပြင်းပြထန်ထန်တရားခဲ့ကြပါတယ်နေအိမ်ရှင်းလုံးပျက်စီးခဲ့ပါတယ်အော်တိုဘားလ17ရက်နေ့ကဟာခါမြို့နယ်ဘန်ဟာကျေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခတ်ရမှာအသက်7နှစ်အရွယ်ယောက်ျားလေးတစ်ယောက်နဲ့အသက်7နှစ်အရွယ်မိန်းကလေးတစ်ယောက်တို့သေဆုံးခဲ့ကြပါတယ်အော်တိုဘားလ17ရက်နေ့ကချင်းပြည်နယ် မတူပီမြို့ကိုစစ်တပ်ကဘုံကျင်းခဲ့ရတယ်။ကြောက်လူတယောက်တည်းဆုံးပြီးတော့ဆယ်ယောက်ထံရခဲ့ပါတယ်။မတူပီမြို့နယ်လောင်ပန်းရက်ွက် မိသက်ယုံနဲ့ဘိုးတိုက်ချုံဘော်လုံးခွဲအနားမှာညရှင်နိုင်ရဲ့ချင်းစစ်တပ်ကပေါင်900ဘုံနှလုံးကျဲချသွားခဲ့တာဖြစ်ပါတယ်။အော်တိုဘလာ၁၀ရက်နေ့ကမိုးမိတ်အောင်မြင်ရွာမှာစစ်ကောင်စီကပေါင်250ဘုံနှလုံးကျဲပြီးတော့ rocket လက်နက်ကြီး6လုံးနဲ့လည်းပစ်ခတ်ခဲ့ပါတယ်။ လေးငယ်2ယောက်ပါဝင်လူ9ယောက်တည်ဆုံပြီးတော့နောက်ထပ်အရသား6ယောက်ဒဏ်ရာရခဲ့ပါတယ်နေအိမ်10လုံးပျက်စီးခဲ့ပါတယ်အော်တိုဘားလာ10ရက်ညမှာပဲချောင်းမြို့နယ်မှာတက်ဆွဲထားတဲ့စစ်အုပ်စုစစ်တပ်ကမြို့တော်မကရွာတွေကိုပိုက်စိတ်တိုက်ဘုံကျဲပြန်ပါတယ်အသက်60အရွယ်အဖွားကိုတယောက်နဲ့အသက်50အရွယ်အမျိုးသမီးတယောက်တို့အသက်တည်ဆုံခဲ့ကြပါတယ်အသက်17နှစ်အရွယ်မိန်းကလေးငယ်တယောက်လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ် အော်တိုဘာလဒုတိယဆယ်ရတာကာလအတွင်းဘုံကျဲတက်ခိုက်မှုတွေကိုကြည့်လိုက်ရှမ်းပြည်စကိုင်းမကွေးမန္တလေးဘကိုးကရင်တနင်္သာရီတိုင်းစတဲ့နေရာအစုံကိုအကြီးကျယ်ဘုံကျဲတက်ခိုက်တာကိုတွေ့နိုင်ပါတယ်။ကျန်းတဲ့နေရာတွေမှာလည်းတိတ်မများပြီမဲ့ဘုံကျဲတက်ခိုက်နေတာကတနင်္ဂနွေလုံးမှာ ဘာမျိုးတွေအားလုံးပဲဒီဗီဒီယိုတော့နော်ဆုံးတယ်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်ဆက်တင်တော့ပြတော့ကျွန်တော်ရဲ့ကိုကျေရိုဘရိုဂျင်း channel လေးကို like and subscribe လုပ် like subscribe ပြီးဘေးကိုခရိုနေတာကြည့်မယ်တက်လာမြတ်ဗီဒီယိုတွေအားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ်ဘာမျိုးတွေအားလုံးပဲဘော်ဘေးနဲ့မေးပြီးတဲ့မှာအများဆုံးကြီးမွေးကြပါသလိုကောင်းပေးနေပဲနောက်ထပ်ဗီဒီယိုမှာကြည့်ကြပါမယ်အဆုံးထိရှိပြတူးချင်းတိုင်းကိုတူးပဲကျေးဇူးတင်ပါ